မင်္ဂလာပါရှင်မောသားမီဒီယာချန်နယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရခိုင်လက်ကန်အဖွဲ့အေးရ၎င်းတို့ထိန်းချုပ်ထားတဲ့မြို့တွေအတွင်အိမ်အောင်စုရင်မှာအရွယ်ရောက်ပြီးသူတိုင်းကို အတင်းကျပ်လူတွေခေါ်ယူမဲ့အစီအစဉ်အစ်စ်ကိုစတင်ဖို့အစီအစဉ်လာခဲ့ရရခိုင်လူမျိုးတွေကြားမှာဝေဖန်မှုမြင့်တက်နေရလို့သိရပါတယ်ဒီဥတ္တပိုင်းထဲမှာတော့ရခိုင်လူမျိုးတွေဟာအေးအေး UNLI အဖွဲ့ရဲ့လှုပ်ရက်တွေကိုဘယ်လိုမျိုးတုံ့ပြန်နေသလဲဆိုတာကိုပြောပြပေးသမှာဖြစ်ပါတယ် ဒီစီဇန်လေးမစတင်ခင်မှာတော့ Mota Media Channel ကို Subscribe နဲ့ Like ရန်ရှာလေးလုပ်ပေးပါရှင်။ပြည်သက်ကြီးရခိုင်ပြည်နယ်မှာ2023ခုနှစ်အတွင်းတိုက်ခိုက်ခဲ့တဲ့မုခမုံတိုင်းကြောင့်ရခိုင်လူမျိုးတွေအခက်အခဲတွေရင်ဆိုင်နေရချိန်မှာရခိုင်လည်းနဲ့ကန်အဖွဲ့အေးအေးဟာရခိုင်ပြည်နယ်အတွင်းရှိနာဆကတပ်တွေကိုနိုဝင်ဘာလအတွင်းမှာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ရခိုင်လူမျိုးတွေအခက်အခဲတွေပုံမဖြစ်လာခဲ့တယ်လို့သိရပါတယ်။အေအဖွဲ့ဟာရခိုင်ပြည်နယ်အတွင်းမှာနာဆကတပ်တွေကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက်မြို့နယ်၁၄မြို့ထိထိန်းချုပ်နိုင်ခဲ့ပေမဲ့တခြားတစ်ဖက်မှာတော့နာဆကတပ်တွေရဲ့တုံ့ပြန်တိုက်ခိုက်မှုတွေကြောင့်အေအဖွဲ့ဟာလူပြုံးတိမှုတွေလူအင်အားလိုအပ်ချက်တွေပုံမဖြစ်လာခဲ့ရတယ်လို့သိရပါတယ်။အေအဖွဲ့ဟာလူအင်အားလိုအပ်ချက်တွေကိုဖြည့်တင်းနိုင်ဖို့၎င်းတို့ထိန်းချုပ်ထားတဲ့မြို့နယ်တွေအတွင်း အတင်းကျပ်လူသေးစုဆောင်မှုတွေလှုပ်ဆောင်ခဲ့ရ၎င်းပြည်နယ်အတွင်းနေထိုင်နေတဲ့လူနည်းစုတိုင်းရင်းသားတွေလူမျိုးတုံးမှာစိုးရိမ်ကြောက်ရွံ့မှုတွေမြင့်တက်ခဲ့ပါတယ်။အေရဖွဲ့ဟာရခိုင်လူမျိုးတွေရဲ့ထောက်ခံမှုကိုရရှိအောင်တိုက်ပွဲအတွင်းထိကြိုက်ကြဆုံးသူနဲ့ထွက်ပြေးသူအရေအတွက်ကိုအတိအကျသတင်းထုတ်ပြန်ခြင်းမျိုးမရှိသေးပေမဲ့အတင်းကျပ်လူသေးစုဆောင်မှုတွေကရခိုင်လည်းကံအဖွဲ့တွင် ထိကြိုက်သိဆုံးသူဦးရေဘလောက်အထိမြင့်တက်နေသလဲစွာကိုတက်တည်ပြနေပါတယ်။ ေအဖွဲ့ဟာလက်ရှိချိန်မှာဘကိုးနဲ့ရခိုင်အစက်၊မကွေးနဲ့ရခိုင်အစက်၊အေယာဝတီနဲ့ရခိုင်အစက်တွေမှာတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့စစ်တွေမန်အောင်နဲ့ကြောက်ဖြူမျိုးတွေမှာလည်းနာဆကတက်တွေကိုတိုက်ခိုက်ဖို့စီစဉ်နေရ။လူရလူဝဲချက်တွေပုံမှုမြင့်တက်လာတယ်လို့သိရပါတယ်။ရခိုင်မြင်းရဲ့အတွင်းရှိမြို့တချို့ကိုအေအဖွဲ့ထိန်းချုပ်နိုင်ခဲ့ပြီးနောက်အေအေရွှေလင်းအဖွဲ့ပေါ်ရခိုင်လူမျိုးအများစုမျှော်လင့်ခဲ့ပေမယ့်လက်ရှိအချိန်မှာအေအေရွှေလင်းအဖွဲ့ဝင်တွေရဲ့လောက်ရက်က ရခိုင်လူမျိုးတွေကိုပုံမစိတ်ပြက်မှုတွေဖြစ်လာစေခဲ့တယ်လို့သိရပါတယ်။လက်ရှိချိန်မှာလည်း AA UNLI အဖွဲ့ဝင်တွေဟာရခိုင်လူမျိုးတွေရဲ့စံတာကိုညှင်းဆန်ကာ၎င်းတို့ထိန်းချုပ်ထားတဲ့မျိုးတွေမှာနေထိုင်နေရဲ့မိသားစုတွေကိုတအိမ်တယောက်နှုံးမဖြစ်မနေအတင်းကျပ်လူသစ်စုဆောင်းတာတွေထပ်မံလှုံ့ဆော်ခဲ့ရ။ရခိုင်လူမျိုးတွေစိတ်ဆိုးဒေါသဖြစ်နေတယ်လို့သိရပါတယ်။အေအေယွမ်လီအဖွဲ့နဲ့နှီးဆက်တဲ့ရခိုင်သတင်းဌာနတစ်ခုကမလ26ရက်နေ့မှာ အေအေစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့တိကျစွာထုတ်ပြန်ပေးဖို့ပြည်သူတွေလိုလားဆိုရဲခေါင်းစဉ်နဲ့သတင်းတပုတ်ရှိတာဖော်ပြခဲ့ရာရက်ကိုင်းလိမျိုးအများစုစိတ်ဆိုးဒေါသဖြစ်နေကြတယ်လို့သိရပါတယ်။အဲ့ဒီသတင်းထဲမှာအေအေရွှေလင်းအဖွဲ့ဟာ၎င်းတို့ထိန်းချုပ်ထားတဲ့မြို့တွေမှာအရှယ်ရောက်ပြီးသူတိုင်းစစ်တဲမဝင်မနေရစနစ်ကိုရက်ကလည်းနဲ့ကန်အဖွဲ့အေအေကသတ်မှတ်လုဆောင်ခဲ့ရာဖြစ်ပြီးအမျိုးသမီးဆိုရင်အသက်16နှစ်နဲ့အသက်35နှစ်အကြားအမျိုးသားဆိုရင်အသက်16နှစ်နဲ့အသက်45နှစ်အကြား ။နှစ်နှစ်ကြာတာဝန်ထမ်းဆောင်ရမယ်လို့သိရပါတယ်။ဒါပြင် AA အဖွဲ့ဟာအတင်းကျပ်ခေါ်ယူထားသူတွေကို45ရက်ကြာစစ်တင်တန်းပေးမှာဖြစ်ပြီးအဲ့ဒီလူသစ်စုဆောင်မှုအစီအစဉ်အစ်စ်ကိုလူငယ်တွေတာမကအိမ်နောက်တဲ့မျိုးသမီးတွေနဲ့ကလေးမိခင်တွေပါစစ်မှုတန်းရမယ်ဆိုတဲ့အတွက်ကြောင့်လူမှုအကြာစိုးရိမ်မှုမြင့်တက်နေရလို့သိရပါတယ်။ AA ရွှေလီအဖွဲ့ဟာရခိုင်ပြည်နယ်အတွင်းနေထိုင်သူတွေရဲ့စံတော်ကိုမတိကျိုးကြုံပြုကလက်နဲ့အာကိုနဲ့ပြည်နယ်အနိုင်ကျင့်တာမျိုးဖြစ်တယ်လို့ ရက်ကအရေးတက်ကြွလှူရှားသူတအုပ်ကဝေဖန်ထားပါတယ်။ရက်ကအရေးတက်ကြွလှူရှားသူတအုပ်ကတော့ကိုဝန်ဆောင်မျိုးသမီးပါဝင်အတမပြည့်တရဲ့မျိုးလူငယ်တွေကိုစစ်မှုတန်းဖို့အတင်းတမဖန်ခေါ်တုံးကလက်ခုပ်တီးအားပေးတဲ့သူတွေငါကိုတော့တစ်ဆက်ဖောက်လို့ဆွဆွဲတဲ့သူတွေဟောရက်ကမျိုးသမီးကလေးအမေတွေပါစစ်မှုထမ်းရမယ်ဆိုတော့အဖြစ်တင်ဘူးတက်လားမင်းတို့ပါတစ်ဆာဖောက်ကြပြီပေါ့ငါကြိုပြောခဲ့တယ်မလားမတရားမှုကိုအားပေးရင်မကြခင်မင်းတို့အလဲရောက်လာမယ်လို့ တိတ်တောင်မကြလိုက်ဘူးနော်ထိုက်တန်ရာကိုပဲရကြစမြဲပါထင်းချောင်းရမယ့်နေရာမှာမြောက်ပေးရင်တိမ်ဆောင်ပြီးဘိန်ပောင်းတိုက်တက်တယ်လမ်းချော်ပြီးကြောက်သေးကြတတ်တယ်ကိုကြောပေါ်ဒုတ်ကြမှနာတက်ကြတယ်မလားဆိုပြီးတော့၎င်းရဲ့လူမှုကွန်ရက်မှာဝေဖန်ရှင်းတာထားပါတယ်၎င်းပြည်နယ်မှာနေထိုင်နေသူတွေဟာ2023ခုနှစ်တုန်းကမောကမုံတိုင်းတံကိုခန်းစားခဲ့ရတယ်လို့2023ခုနှစ်နိုဝင်ဘာလအတွင်းရက်ကလင်းနဲ့ကန်အဖွဲကတိုက်ပွဲတွေဖော်ဆောင်လာမှုကြောင့် စစ်ပွဲတံကိုထပ်မံရင်ဆိုင်ရကလက်ရှိချိန်မှာစာဝေးနေပြဿနာတွေအလောက်ကအခွင့်အလမ်းပြဿနာတွေစေဝါပြဿနာတွေကိုအစိုးရအဆုံးရင်ဆိုင်နေရပြီးရောအေးအေး UNL အဖွဲ့ကအရေရောက်ပြီးသူတိုင်းအတင်းကျပ်လူတွေစုဆောင်းခံရမယ်စီကံထုတ်ပြန်လိုက်ခြင်းကရခိုင်လူမျိုးတွေကို အရှင်ထက်တောကပင်လေဝေစီခဲ့တယ်လို့သိရပါတယ်။ရခိုင်တရင်ဌာနကမလ26ရက်နေ့မှာဖော်ပြခဲ့တယ်။အေအေးစစ်မှုတန်ဥပဒေနဲ့ပတ်သက်ပြီးတိကျစွာထုတ်ပြန်ပေးဖို့ ပြည်သူတွေလှူလာဆိုတဲ့ခေါင်းစဉ်နဲ့သတင်းထဲမှာမှတ်ချက်ပြုသူအရေတွေတထောင်ကျော်ရှိခဲ့ပြီးအများစုကရခိုင်လက်နက်ကောင်အဖွဲ့ AA ကအတင်းကျပ်လူသေစုဆောင်မဲ့အစီအစဉ်အစ်စ်ကိုလှူလာနှစ်သက်မှုမရှိဘူးလို့ဆိုနိုင်ပါတယ်။ရခိုင်လူမျိုးတအူကတော့တမိုင်းဘေးတောင်ဝင်အရာစစ်မှုတန်းရဖို့ဆိုတာကိုနားလေသဘောပေါက်လက်ခံပါတယ်။ဒါပေမဲ့လည်းစန္ဒမပါတဲ့မိမတွေကိုစစ်မှုတန်းဖို့မတတ်မတ်စီခြင်းဘူး။အိမ်နောက်စုတစ်ခုမှာမိသားစု၃ဦးရှိရဲ့ဆိုပါစို့။ယောက်ျားခင်မွန်ကနိုင်ငံကြပါ မိမနဲ့ကလေးသာကြံခဲ့တယ်။အဲဒီလိုမိမတွေရခိုင်ပြည်နယ်အတွင်းအများကြီးရှိပါတယ်။မိမကိုအတင်းကျပ်လူသစ်စုဆောင်းတာမျိုးကပြုတ်ကွဲမှုတွေအများကြီးဖြစ်လာနိုင်တယ်။အဖို့အထက်အနာစာတွေဖြစ်လာနိုင်တယ်။အဲဒီလိုမျိုးမဖြစ်ရအောင်စဉ်းစားစေလိုတဲ့ဆိုပြီးတော့မှတ်ချက်ပြုရေးသားထားပါတယ်။ဒါအပြင်ရခိုင်လူမျိုးတအုပ်ကလည်းအသက်၈နှစ်ကနေ30နှစ်အရွယ်ဆိုရင်အဲ့ဒီအရွယ်တွေကခုံလိုက်ကြော်လိုက်နဲ့အဆင်ပြေတယ်။35နှစ်အရွယ်ရှိပြီဆိုရင်အကြီးပိုင်းရောက်လာပြီဗျ။ ပြီးတော့သားသမီးတွေရှိရဲ့မိန်းမတွေကိုလည်းမခေါ်တဲ့။ဘာဖြစ်လို့လဲဆိုရင်မိခင်တယောက်အနေနဲ့သားသမီးကိုခွဲပြီးအဝေးကိုသွားဖို့ဆုံးဖြစ်နိုင်မှု။ပြီးတော့အိမ်တိုင်းမှာလေးဦးရှိတိုင်းလေးဦးစလုံးကိုခေါ်ရင်မိဟိုဖောက်ကိုလှုပ်ကြည့်ဖို့သားသမီးလိုတယ်။ပြီးတော့လင်းမယားတတွဲမှာလည်းသားသမီးတို့ရှိရဲ့ဆိုရင်လင်းကိုအတင်းကျပ်လူသေးစူးစောင်းမယ်ဆိုရင်မယားနဲ့ကလေးကိုလှုပ်ကြည့်ဖို့လူလိုတာမသိရလား။လူပြောတလူကိုခေါ်တာအကောင်းဆုံးမှာ။ဒါပေမဲ့လူပြောလူလွတ်ဆိုတိုင်းနှစ်ယောက်ရှိရင်နှစ်ယောက်စလုံးခေါ်လို့မရနိုင်ဘူး။ က်ခိုင်လူမျိုးတိုင်းချမ်းသာနေသူတွေမဟုတ်ဘူးတရက်လုံးမှာတရက်စားနေရသူတွေအများကြီးပါဆိုပြီးတော့မှတ်ချက်ပြုရေးသားထားပါတယ်ရက်ခိုင်လူမျိုးတအုပ်ကလည်းအတင်းကျပ်လူသစ်စုဆောင်မဲ့စီကံထုတ်ပြန်မဲ့ဆိုရင်မိမိစံတာအလျောက်နဲ့မိသားစုနဲ့အခြေအနေကိုကြည့်ပြီးခေါ်ဆေးကြပါတယ်နှစ်နှစ်ဆိုတဲ့တက်တန်းကလူတယောက်ရဲ့ဘဝမိသားစုတစ်ခုရဲ့အခြေအနေတွေအများကြီးပြောင်းလဲနိုင်တယ်စဉ်းစားချင်းချင်းစဉ်းစားစီလိုပါတယ်ဆိုပြီးတော့မှတ်ချက်ပြုရေးသားထားပါတယ်ရက်ခိုင်လူမျိုးတအုပ်ကလည်း တားတဲ့မိခင်တွေနဲ့ပညာသင်ကြားနေတဲ့လူငယ်တွေကိုမခေါ်တဲ့မအောင်ဘာလို့လဲဆိုရင်မိဘတွေမှာအားကိုးစရာဆိုလို့တားသမီးတွေပဲရှိပါတယ်။ကျမကြီးမကောင်းတဲ့လူတွေကိုလည်းမခေါ်တဲ့ဘူး။ရကန်ပြည်တွင်းမှာကအကုန်လုံးဒုက္ခပေါင်းစုံနဲ့ကြုံနေရတယ်။ဒီကြတဲ့အတင်းကျပ်လူသစ်ခေါ်တာတွေမိသားစုတွေတကွဲတပြားဖြစ်လာနိုင်ပါတယ်ဆိုပြီးတော့သုံးသက်ရှိသားထားပါတယ်။ရကန်လည်းနဲ့ကအဖွဲ AA UNL အဖွဲ့ရဲ့အတင်းကျပ်လူသစ်စုဆောင်မဲ့အစီအစဉ်အစ်စ်တဲမှာကင်းလုတ်ခွင့်နေရှင်းနေပြီ။ ။အေးအေး UN ရဲ့အဖွဲ့မှာတာဝန်ထမ်းဆောင်နေသူတအုပ်ရှိရဲ့မိသားစုမှာတကြောင်မိသားစုဝင်တအုပ်ကင်းလွတ်ခွင့်ရမှာဖြစ်ပြီးတော့တက်ကြီးရွယ်အုပ်ကိုစောင့်ရှောက်နေရသူတွေ။အေးအေး UN ရဲ့အဖွဲ့ရဲ့ပညာရေးဝန်ထမ်းဆိုရင်မိသားစုတအုပ်ကင်းလွတ်ခွင့်ရမှာဖြစ်တယ်လို့အေးအေး UN ရဲ့အဖွဲ့ရဲ့ဇမ်းမရင်ဝန်ထမ်းတအုပ်မှလည်းမိသားစုတအုပ်ကင်းလွတ်ခွင့်ရမှာဖြစ်တယ်ဆိုပြီးတော့ရခိုင်လူမျိုးတအုပ်ကရေးသားဖော်ပြထားပါတယ်။ပညာသင်ကြားနေသူတွေနဲ့ဇမ်းမရည်ချင်းတွေဆိုရနေသူတွေကလွယ်ပြီး တခြားသူအားလုံးအတင်းကျပ်လူသစ်စုဆောင်ခရမှာဖြစ်ပြီးအပြိုလူပြိုအိမ်နောင်တဲ့မိမယောက်ျားမကျန်45ရက်စစ်တင်နဲ့တက်ရောက်ပြီးနှစ်နှစ်စစ်မှုထမ်းရမှာဖြစ်ပြီးဇန်နလေးယောက်တက်ရောက်မဲ့လူမရှိဘူးဆိုရင်ကျေးရွာအလိုက်မင်းနိုင်ပြီးအတင်းကျပ်လူသစ်ခေါ်ယူမယ်လို့သိရပါတယ်။အေးအေးရွာလေးရဲ့တိုက်ခိုက်ရေးနီးလန်းတွေဟာရက်ဆက်လွန်နေအတွက်အေးအေးရွာလေးအဖွဲ့ရဲ့လူသစ်ခေါ်ယူခံရသူတွေဟာထိခိုက်ဒေဆုံးတာတွေရင်ဆိုင်ရမယ့်အလားအလာတွေများနေကြောင်းသုံးသပ်မှုတွေလည်းရှိနေပါတယ်။ အေအေရွယ်လီအဖွဲ့တမှုတွေဟာငါးစက်ကထိန်းချုပ်ထားတဲ့စကန်နဲ့မြို့တွေကိုတင်းယူနိုင်ရင်ပြီးရောပုံစံမျိုးနဲ့လေရင်နဲ့ပုံကျက်မှုတွေရှိနေစေမှာအတင်းကျပ်တက်ခိုင်းတာတွေရှိနေတယ်လို့သိရပါတယ်။ရကနိုင်ငံရေးသမားတဦးကတော့အေအေရွယ်လီအဖွဲ့ထိန်းချုပ်မှုအောက်ရောက်နေတဲ့မြို့တွေကရကလီမျိုးတွေရဲ့ဘဝကတော့ခြံထဲကကြက်ပဲလေ။ကြိုက်ကြိုက်မကြိုက်ကြိုက်ခံပဲဒါကမဖြစ်တင်ဘူးလေ။တိုင်တယောက်လို့သာပြောနေတာတိကျရဲ့ထုတ်ပြန်ချက်မှမရှိ啊ဒီတော့အာဂတိတွေပါလာမယ် တင့်မြတ်သူတွေကိုခြံထားမယ်။ငွေကြေးပေးနိုင်ခြံထားမယ်။အများဆုံးခင်ရမှာကတော့ကြောင်းမွဲတွေပေါ့။သူတို့အမြင်ကတ်တဲ့သူတွေပေါ့။အခုလိုတရားလက်လွတ်လုပ်နေရင်တစ်ချိန်မှာပြည်သူအောင်ကြမှုနဲ့ရင်ဆိုင်ရမယ်။နှစ်ဦးနှစ်ဖက်ရွေးရှိအစဉ်ပြင်မဲ့နေလန်ကိုတိတ်ဆောက်တဲ့နေ။အေးအေးယွမ်လီအဖွဲ့ခေါင်းဆောင်တွေဟာအစ်စတရေးယူယူနေကြတာ။ခေတ်ကာလအချိန်ကြီးအချိန်အခါကိုထင်မစင်စားပဲအစ်စတရေးနိုင်ငံစာထူတော်ကပြည်သူအလုံးစစ်မှုတပ်စနစ်ကိုကျင့်သုံးကြမှန်းနေ။ဒါမှမဟုတ်အစ်စတရေးအစိုးရပြည်သူလိုအပ်ချက်ကိုလည်းဖြည့်ဆည်းပေးခဲ့တယ်။ ပြည်သူကိုအငတ်ထားပြီးစစ်မှုထမ်းခိုင်းတာမဟုတ်ဘူးပြည်သူကိုနိုင်တယ်စင်နေလောက်ခဲ့မဟုတ်ဘူးအေအေ UNLI အဖွဲ့လုံဆောင်ချက်ကတခြားစီပဲစစ်တနာကျန်တဲ့တခြားစီပါပဲအစ္စရေးကတိုင်းပြည်ထူထောင်ဖို့အတွက်တန်းညီလန်ညီရုံးခဲ့ကြဖြစ်တယ်အခွင့်ဒုကန်စွာမရှိခဲ့ဘူးအခုကအမျိုးသားရေးကိုအကြောင်းပြပြီးကိုကျိုးအနာတိတ်ဆောက်ဖို့အတွက်ပြည်သူကိုခြာနှင်းကြတာဖြစ်တယ်အခွင့်ဒုကန်လူတစုကသူတို့အနာကိုတိတ်ဆောက်နေကြဖြစ်တယ်အေအေ UNLI ဖွဲ့ကရခိုင်လူမျိုးတွေရဲ့ဆန္ဒကိုမတိကြုံပြပြီးလုံချင်အောင်ဆက်လုပ်နေရဲ့ နိုင်ငံရေးအောင်ကြမှုကတော့ကျင်းသေးဖြစ်လာမှာပါအခုတိုင်းဆက်သွားရင်ပေါ့ရခိုင်ပြည်သူမှာအကူအညီကမီဒီယာပဲရှိရတယ်မီဒီယာတွေလည်းရခိုင်ပြည်သူကိုငဲ့ညာတဲ့အနေနဲ့ရခိုင်ပြည်သူရဲ့ရှင်စာနီရဲ့ပြဿနာတွေအခက်အခဲတွေကိုပတ်မလိုက်ပဲဖော်ပြပေးစီခြင်းပါဆိုပြီးတော့ပြောပါတယ်အေးအေးရွံလီအဖွဲ့ရဲ့ခေါင်းဆောင်တွေဟာအတင်းကျပ်လူတွေစုဆောင်ကြအောင်ရခိုင်လူမျိုးတွေတာမကရခိုင်ပြည်နယ်အတွင်းနေထိုင်နေတဲ့တခြားလူနည်းစုတိုင်းရင်းသားတွေအပေါ်လဲကြီးမားတဲ့တရားမှုတွေရှိလာနေပြီးတော့ တချို့ကအတင်းကျပ်ခေါ်ယူတာကိုလက်မခံလို့တဲ့အတွက်ထွက်ပြေးတာတွေပုံပုံများပြားလာတယ်လို့သိရပါတယ်။ရခိုင်စီပေးရှာတို့ကကျွန်တော်တို့ကအစောပိုင်းတည်းကအေးအေးယွမ်းလေးအဖွဲရဲ့လုံရက်တွေကိုမကြိုက်နဲ့တက်လို့ထွက်ပြေးလာတာ။တချိန်မှာဒီလိုမျိုးဖြစ်လာမယ်ဆိုတာလေကြိုတွက်မိရဲ့။အေးအေးယွမ်းလေးအဖွဲရဲ့လုံရက်တွေဟာအပြောတချာအလုပ်တမျိုးဖြစ်နေရကိုရခိုင်လူမျိုးတွေအကူမှသိလာတာ။ကံကောင်းတယ်လို့ပြောလို့ရတယ်။ပြင်ဆင်ခြင်းရသေးရဲ့။ပြန်လဲတုံ့ပြန်လို့ရရဲဆိုပြီးတော့ပြောပါတယ်။ အေအေယွမ်လီအဖွဲ့ရဲ့လောက်ရက်တွေဟာရခိုင်ပြည်နယ်လွတ်မြောက်ရေးခေါင်းစဉ်တက်ပြီးအတင်းကျပ်လူသစ်စုဆောင်နေပေမဲ့တခြားတစ်ပတ်မှာတော့ရခိုင်ပြည်နယ်အတွင်းနေထိုင်သူတွေလူမျိုးတောင်းအောင်ဖန်တီးနေသလားဆိုတဲ့အချက်နဲ့သားသမီးခင်တွေကိုလူသစ်ခေါ်ယူခြင်းတွေကသားသမီးငယ်တွေကိုခက်ခဲဖြစ်အောင်တယ်ဝိုက်ပြီးဖန်တီးလိုက်သလားဆိုတာကတော့မေကွန်းထုတ်စရာဖြစ်နေပါရဲ့ရှင်